ိုင်းမှာလဲလေဖြစ်လိုက်လို့ချင်းအဆိုင်တွေမနေ့ကထိုင်းတင်း channel တခုဖြစ်တဲ့ channel 7မှာတင်လာတဲ့တင်းတပုတ်ထဲမှာဆိုရင်ဒီစုံတွဲတွဲရှိရပေါ့နော်အဲစုံတွဲမှာအမျိုးသမီးဖြစ်တဲ့လူကအပြင်မှာယောက်ျားတွေပေါ့လေယောက်ျားတကာပေါ့လေယောက်ျားတကာတွေ ਨੇ လိန်ဆက်ဆန့်နေအဲ့လိုလိန်ဆက်ဆန့်တာကိုသူယောက်ျားဖြစ်တဲ့သူကဗီဒီယိုရိုက်ပေးရပြီးတော့အဲ့ဗီဒီယိုကို online ပေါ်မှာပြန်ရောင်းစားတာအဲ့လိုလုပ်နေတာကိုရဲတပ်ဖွဲ့ကတိသွားတော့တောင်းဝင်ဖမ်းပလိုက်တာ အဲ့တည်င်းကိုပြန်လာပြောပြတာဘလို့ဖြစ်တာလဲဆိုတော့ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ဟာအသက်၄၂နှစ်အရွယ်ရှိတဲ့အမျိုးသမီးတဦးကိုဆက်မျိုးပကန်းမှရှိရဲ့သူ့ရဲ့နေအိမ်မှာတဝင်ဖမ်းနေအဲ့ဒီမျိုးသမီးမှာသူ့ယောက်ျားလည်းရှိရဲ့ဒီမျိုးသမီးဟာအပြင်မှာယောက်ျားတခါတွေနဲ့လိုက်ပြီးတော့လိန်ဆက်ဆန်တယ်အဲ့အဲ့လိုလိန်ဆက်ဆန်တာကိုသူ့ယောက်ျားဖြစ်တဲ့သူကဗီဒီယိုရိုက်ပေးရဲရိုက်ပေးပြီးတော့မှဒီတို့ရဲ့ online က online ပေါ်မှာရှိတဲ့တို့ရဲ့ group ထဲမှာပြန်တင်ပြီးတော့ ဟို member ကြီးတွေနဲ့ပြန်ရောင်းစားတာပေါ့နော်သူတို့ group ထဲမှာဝင်လာတဲ့ account ပေါင်းက2သိန်းကျော်လောက်ရှိရလို့ပြောတယ်သူတို့ရဲ့တလဝင်ငွေက bat 6000ကနေ9000ဝန်းကျင်အထိကိုရှိရသူတို့ကအခုလိုလှုပ်လာတာ၄နှစ်ကျော်လောက်ရှိပြီလို့ပြောတယ်သူတို့ကဘယ်လိုလှုပ်တာလဲဆိုတော့ဒီအသက်42နှစ်အရွယ်အမျိုးသမီးကအရင်တော့ကအာကောင်းကောင်းမွန်မွန်အလုပ်ပဲလှုပ်စားတာနောက်ပိုင်းကျတော့သူအလုပ်ကထွက်လာပြီးတော့လှုပ်ရှားမရှိရနဲ့အခုလိုမျိုးဒီ ညဉ့်ညံ့ဗီဒီယိုတွေကိုလာရိုက်ကူပါဗောနော်အဲ့လိုညဉ့်ညံ့ဗီဒီယိုတွေကိုတို့တို့ရိုက်ကူမယ်ဆိုရင်သူယောက်ျားဖြစ်တဲ့လူကကာမောင်းပေးရကာမောင်းပြီးတော့တို့ကအာတို့နဲ့တွဲပြီးတော့ဗောလေတွဲပြီးတော့မှဟိုလိုက်ပါမဲ့ဒူဗောလေအဲ့လိုပဲပြောရတော့မှာဗောလေတို့နဲ့တွဲပြီးတော့မှပါမဲ့ဒူတို့တို့ကလိုက်ရှာတယ်အဲ့လိုလူရှင်းတဲ့နေရာတွေမှာဆိုရင်အမိုက်ကောက်တဲ့ဒူတို့ဟိုမျိုးကြက်ချန်တွေမှာလှုပ်တဲ့ဒူတို့အမ်တူကလူမရွေးဘူး အတက်အရွယ်လည်းမရွေးဘူးလူရှင်းတဲ့နေရာတွေမှာတွေ့ရတဲ့လူတွေနဲ့သူကအာလိန်ဆက်ဆန်တာအဲ့လိုလိန်ဆက်ဆန်တာကိုသူယောက်ျားဖြစ်တဲ့သူဟာဗီဒီယိုရိုက်ပေးတာထိုင်းနိုင်ငံမှာကြတော့အခုလိုမျိုးညံ့ညံ့ဗီဒီယိုတွေကိုဖြန့်ဖြူးတာကအာသူတို့ဥပဒေနဲ့မလွတ်ကင်းတော့ရဲတပ်ဖွဲ့ကလည်းဒီကိစ္စကိုတီးွားပြီးတော့ဒီစုံတွဲကိုတောင်းဝင်ဖမ်းလိုက်တာသူတို့ရဲ့နေအိမ်မှာအခုလက်ရှိကတော့သူတို့ကိုတရားဥပဒေအရရေးယူဆောင်ရွက်ဖို့အတွက်လုပ်နေကြပြီထိုင်းမှာလည်းလေအာဘာတဲ့ဒင်းနေဘာတဲ့ဒင်းနေလည်းမတီးဘူးလို့ နော်โอเคအလေးလာပြောအားလုံးပဲအဆင်ပြေကြပါစေ